အစ္စရေးနဲ့အီရန်တို့ကြားအပြန်အလှန်တိုက်ခတ်မှုပိုဆိုးလာသည့်အတွက်အစ္စရေးရောက်တရုတ်နိုင်ငံသားများအ мян ဆုံးထွက်ခွာရန်အစ္စရေးရှိတရုတ်တန်ရုံးကဇွန်လ18ရက်တွင်တတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။တရုတ်နိုင်ငံသားများအစ္စရေးမှအ мян ထွက်ခွာကြရန်ကုန်းလမ်းနယ်စပ်ကိတ်များမှတဆင့်ထွက်ခွာကြရန်တရုတ်တန်ရုံးကဝီချက်တွင်ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ဂျော်ဒန်ဘက်သို့ဥတည်ထွက်ခွာကြရန်လည်းတန်ရုံးထုတ်ပြန်ချက်တွင်အကြံပြုထားပါတယ်။တရုတ်တန်ရုံးကယခုပြည်ပခအချိန်ပိုမြင့်လာမည်ဟုပြောနေပါတယ်။ အရက်ဖက်အခြေခံအဆောက်အုံတွေပျက်စီးသွားပြီးအရက်သားတည်ဆုံသူတွေလည်းများလာပြီးလုံခြုံရေးအခြေအနေကပိုဆိုးလာပြီးလို့တန်ယုံထုတ်ပြန်ချက်တွင်သတိပေးထားပါတယ်။အီရန်၏ချုပ်ချာအာဏာတည်ထက်ခိုင်မြဲရေးကိုအစ္စရေးကချိုးဖောက်လိုက်မှုအပေါ်တရုတ်ကချုပ်ချကြောင်းနိုင်ငံဂျိုးစီဝါနှင့်ချုပ်ချာအာဏာကိုကာကွယ်ရေးအတွက်အီရန်ဘက်မှထောက်ခံကြောင်းလည်းတရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကဇွန်လ14ရက်တွင်အီရန်နိုင်ငံသားရေးဝန်ကြီးနှင့်တယ်လီဖုန်းပြောဆိုစဉ်အသိပေးခဲ့ပါတယ်။အီရန်စစ်ရေးတင်းမာမှုပုံမှုကျယ်ပြန့်တဲ့ဒေသတွင်ပြည်ပခတ်ဖြစ်လာမည်ကိုစိုးရိမ်နေကြခြင်း နျူကလ িয়ার ဆွေးနွေးပွဲများနှင့်လည်းပိုအလန်းဝေးသောအချိန်ဒေါ်နယ်ထရန့်ကအီရန်ကိုညှိနှိုင်းရေးစပ်ပွဲသို့ပြန်လာရန်တိုက်တွန်းခေါ်ယူလျက်ရှိပါသည်။